အခါတပါးမှာမြတ်စွာဘုရားရေတဝန်ကြောင်းတိုက်တော်မှာသတင်းသုံးတော်မူနေတော့ကောသလမင်းကြီးရဲ့အမတ်တယောက်ဖြစ်တဲ့ဥက္ကလို့အမည်ရတဲ့အမတ်ကြီးမြတ်စွာဘုရားရဲ့ထံတော်မှာရောက်လာပြီးတော့မြတ်စွာဘုရားကိုစကားတခွန်းလျှောက်တယ်မြတ်စွာဘုရားတဲ့ရောဟဏတတိရဲ့မြေးဖြစ်တဲ့မိဂါရတတိဟာအလွန်တရာမှ ချမ်းသာတယ်ဘုရားသူရဲ့ဥစ္စာပစ္စည်းပိုင်ဆိုင်မှုဟာအံဩစရာကောင်းလောက်အောင်ကိုပဲ မြားပြားလာပါတယ်ဘုရားလို့ရှောက်တယ်။ရှောက်တော့မြတ်စွာဘုရားကတခါကြီးတဲ့အဲ့ဒီမိဂါရတရေကဘလောက်တော်ဥစ္စာပစ္စည်းတွေအများကြီးပိုင်ထားတာတော့မေးတော်မူတယ်။ဒီတော့မကြီးရမြတ်စွာဘုရားတဲ့အဲ့ဒီမိဂါရတထေးဟာရွှေလေးကြီးတဲ့ကိုပဲသိန်း100လောက်ပိုင်ထားတယ်တဲ့။ရွှေကိုသိန်း100ဆိုတာနော်တကြက်သားကိုတကြက်နှုံးနဲ့တွက်မယ်ဆိုရင်တကယ်နဲတဲ့ဥစ္စာပစ္စည်းတွေမဟုတ်ဘူးနော်။ တခြားသောအသုံးဆောင်တွေငွေအစရှိတဲ့နော်ယတနာပစ္စည်းတွေဥစ္စာပစ္စည်းတွေအရေးအတွက်ကတော့ဘလောက်များတယ်လို့ကို ပိုင်းခြားဖို့ခက်လက်အောင်အများကြီးပိုင်းထားတယ်။အဲ့လိုရောက်တော့မြတ်စွာဘုရားတခါကြီးတဲ့အဲ့ဒီဥစ္စာပစ္စည်းတွေကိုဥစ္စာပစ္စည်းတွေမဟုတ်ပါဘူးလို့ငါမဆိုလိုပါဘူးတဲ့အဲ့ဒါတွေလည်းဥစ္စာပစ္စည်းတွေပါပဲတဲ့ဒါပေမဲ့လို့အဲ့ဒီဥစ္စာပစ္စည်းတွေဆိုတာကရေမင်းမင်းကိုသူမချစ်မနစ်သက်တော့သူလို့ဆိုတဲ့ ရန်သူမျိုး၅ပါးကဖြည့်ဆည်းမယ်ဆိုရင်အချိန်မရွေးပြည့်စည်သွားနိုင်တဲ့အတွက်ကြောင့်တခက်တန်ဖိုးကြီးမားတဲ့ဥစ္စာပစ္စည်းတွေလို့မဆိုနိုင်ဘူးတဲ့တတ္တာတိလဟိရိဩတ္တပသုတ္တစာကပညာလို့ဆိုတဲ့စိတ်ရမုံမြတ်တဲ့အည်အသွေးကြီး9မျိုးစိတ်မှန်တဲ့ချမ်းသာကိုပေးနိုင်တဲ့အတွက်ကြောင့်ပညာရှိသူတော်ကောင်းကြီးတွေအလွန်မှတန်ဖိုးထားကြတယ်မြင့်နိုးကြတယ်သူတော်ကောင်းဥစ္စာနော်သူတော်ဥစ္စာ9ဖြာလို့ဆိုတဲ့ ဒီအည်သွေးခုနှစ်မျိုးကိုပိုင်ဆိုင်မှသာလဲတကယ်ချမ်းသာတဲ့လူတစ်ယောက်လို့ဆိုရမေးလို့အဲ့ဒါလိုလေးမြတ်စွာဘုရားအမိန့်ရှိပြီးတော့ကာထာတော်၃ပုဒ်မြတ်စွာဘုရားအဲ့ဒီမှာဟောတယ်တတ္တာတဏသီလတဏဟိရိဥတ္တပိယန္တဏသုတတဏစစာဘောစပညာဝေတတ္တမတဏတခါကြီးလောကမှာတကယ်စင့်မှန်တဲ့ချမ်းသာကိုပေးနိုင်တဲ့တန်ဖိုးဖြတ်လို့မရတဲ့ဥစ္စာပစ္စည်းကြီးခုနှစ်မျိုးရှိတယ် ။အဲဒီတုန်းဆိုတော့တတ္တာတဏယုံကြည်မှုဆိုတဲ့တတ္တာတရားဖရာတရားတန်ခါယတနာမြတ်သုံးပါးရဲ့ခုံအည်သွေးနဲ့စေတနာရဲ့စွန့်ရည်တတ္တိလို့ဆိုတဲ့ကံကံရဲ့အကျိုးကိုယုံကြည်တာတိလတဏမိမိရဲ့ကိုယ်နဲ့နှုတ်ကို အပြစ်ကင်းအောင်စောင့်စည်းထိန်းသိမ်းနိုင်တာလူတစ်ယောက်အနေနဲ့၅ပါးတိလပေါ့နော်။နောက်ဟိရိဩဒ္ဒပိယန္တနဟိရိဩဒ္ဒပ ကောင်းမှုအကုသိုလ်တွေကို ပြုတ်ရပြောရတွေးရမှာကိုရှက်တဲ့သဘောမကောင်းမှုအကုသိုလ်တွေကိုပြုတ်ရပြောရတွေးရမှာကိုကြောက်တဲ့သဘောဟိရိဩဒပနှလုံးတွဲလေးအမြဲတမ်းကြာဘူးနာဝရှိနေတဲ့တရားပေါ့နော်နောက်ငါးခုမြောက်ကသုတတဏ္ဍစားတယ်ဘုရားရှင်ကိုရမြတ်ကြီးဟောကြားတော်မူခဲ့တဲ့ဒုက္ခငြိမ်းချောင်းချမ်းသာချောင်းနိလန်းကောင်းအစ်စ်အမှန်တွေဖြစ်တဲ့တရားဒေသနာတွေကိုအများကြီးသိအောင်မြင်အောင်နားလည်အောင်နာယူထားတာမှတ်သားထားတာလေ့လာထားတာ တုဒ္ဒရတနာတုဒ္ဒဥစ္စာနောက်စာကောစာဆွန့်လွတ်နိုင်တဲ့စွန့်ရည်တတိဥစ္စာပစ္စည်းကိုဆွန့်လွတ်တဲ့အခွင့်အရေးကိုဆွန့်လွတ်တဲ့နောက်ဆုံးအမြင့်မားဆုံးဆွန့်လွတ်ခြင်းကတော့လောဘဒေါသမောဟကိလေသာတရားတွေကိုဆွန့်လွတ်နိုင်တယ်ဟုတ်လားအဲ့လိုဆွန့်လွတ်နိုင်တဲ့စွန့်ရည်တတိကလည်းဥစ္စာပစ္စည်းတစ်မျိုးပဲပေါ့နော်နောက်ပညာဝေတတ္တမန္တနံခုနှစ်ခုမြောက်ဥစ္စာပစ္စည်းကတော့တန်ဖိုးအကြီးဆုံးပဲပါလဲဆိုတော့ပညာတဲ့ ပညာဆိုတာတဘာဝတရားတွေရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိလို့ရင်းပြောရရင်တော့ကိုယ်ခန္ဓာရဲ့အကြောင်းကိုယ်ဘဝရဲ့အကြောင်းကို အမှန်တိုင်းသိတယ်မတည်မြဲတဲ့တဘာဝတွေလို့အမှန်တိုင်းသိတယ်မကောင်းမွန်တဲ့တဘာဝတွေလို့အမှန်တိုင်းသိတယ်အနှစ်သာရကင်းမဲတဲ့ပုဂ္ဂိုလ်တ attva သဘောမဟုတ်တဲ့တက်တက်တဘာဝတရားအစုအဝေးသာလင် ဖြစ်ပေါ်ပြောင်းလဲနေတဲ့အနတ္တတရားတွေလို့အမှန်တိုင်းသိတယ်နောက်ဆုံးသစ္စာလေးပါးကိုသိတယ်ပညာကတော့အဆင့်မျိုးမျိုးပေါ့နော် အဲ့ဒီလိုသဘာဝတရားတွေအကြောင်းကိုသိတဲ့ပညာဆိုပြီးတော့ဥစ္စာပစ္စည်းကြီးခုနှစ်မျိုးလောကမှာရှိတယ်တဲ့။တတ္တတိလဟိရိဩတ္တပသုဒ္ဓဆာကပညာနော်။အဲ့ဒီလိုမြတ်စွာဘုရားဥစ္စာပစ္စည်းခုနှစ်မျိုးကိုရေတွက်ပြပြီးတဲ့နောက်မှာဒီဥစ္စာပစ္စည်းခုနှစ်မျိုးရဲ့နော်စွမ်းရည်တတိတနည်းအားဖြင့်ဒီဥစ္စာပစ္စည်းခုနှစ်မျိုးကိုပိုင်ဆိုင်ထားမယ်ဆိုလို့ရှိရင်နော်ဘယ်လိုလူမျိုးဖြစ်သွားသလဲဆိုတာလေးကိုမြတ်စွာဘုရားဟောတယ်။ယတ္တဧတေတနာအဋ္ဌိအဋ္ဌိယပုရိသတ္တဝါ တဝေမဟာတနောလောကေအာဇီယောဒေဝမာနုတိတခါကြီးတဲ့အခုငါပြောခဲ့တဲ့အဲ့ဒီဥစ္စာပစ္စည်းခုနှစ်မျိုးကိုဒီလောကကြီးမှာယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်ပိုင်ဆိုင်ထားခဲ့မယ်ဆိုလို့ရှိရင်နော်အဋ္ဌိယပရိတ္တတပါယောက်ျားမိန်းမမခွဲဘူးဘယ်သူပဲဖြစ်ဖြစ်ပိုင်မယ်ဆိုလို့ရှိရင်ကိုယ်တန်တမှာရှိအောင်လုပ်ထားမယ်ဆိုလို့ရှိရင်တဝေမဟာတနောလောကေအဲ့ဒီပုဂ္ဂိုလ် အလွန်ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တယောက်လို့ဆိုရမေးတဲ့မဟာဒဏဆိုတော့မဟာဒဏနော်မဟာတကြွယ်ကြီးတယောက်နော်အလွန်ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်ကြီးတယောက်လို့ဆိုရမေးတထေးကြီးတူပေါ့နော်အဇီယောဒေဝမာနုတိဒီစကလုံးလေးကနှစ်သက်စရာကောင်းတယ်ဘာပြောလို့ဆိုတော့ဒေဝမာနုတိနဲ့နဲ့တကွာတော့ဟောဒီလူလောကကြီးမှာအဇီယောတဲ့ ဲ့ဒီဥစ္စာပစ္စည်းခုနှစ်မျိုးကိုပိုင်ဆိုင်ထားတဲ့ပုဂ္ဂိုလ်ကဘယ်သူမှအနိုင်ယူလို့မရဘူးတဲ့သူ့ကိုဘယ်သူမှမနိုင်ဘူးတဲ့သူကအောင်းနိုင်သူတယောက်ဖြစ်တယ်ပေါ့တနည်းအားဖြင့်သူ့ရဲ့ဒီချမ်းသာကြွယ်ဝမှုကြောင့်ဖြစ်လာတဲ့စိတ်မှန်တဲ့ချမ်းသာကိုပျက်စီးအောင်ဘယ်သူမှမဖျက်ဆီးနိုင်ဘူးဘုံတို့လောကီဥစ္စာပစ္စည်းတွေကိုပိုင်ဆိုင်လို့ဖြစ်တဲ့ချမ်းသာဒုက္ခဆိုတာကလူတိုင်းကအချိန်မရွေးအနှောက်အယှက်ပေးမယ်ဆိုရင်ပေးလို့ရတယ်အနိုင်ယူမယ်ဆိုရင်ယူလို့ရတယ်ဟုတ်လား ဒီတတ္တသီလဟိရိဥဒ္ဒဘသုဒ္ဓစာကပညာဆိုတဲ့ဥစ္စာပစ္စည်းခုနှစ်မျိုးကိုပိုင်ဆိုင်လို့ချမ်းသာပြီဟေးဆိုရင်အဲ့ဒီလူရဲ့ချမ်းသာမှုကိုလူမပြောနဲ့နတ်ကတောင်မှအနိုင်ကျင့်လို့မရဘူးဖျက်လို့ဖျက်စီးလို့လို့မရဘူးတဲ့သူအမှတကယ်အာမခံကျက်ရှိတဲ့ချမ်းသာပေါ့နော်အဲ့လိုမြတ်စွာဘုရားကလူလောကမှာတကယ်ချမ်းသာတဲ့လူတယောက်ဘယ်သူမှဖျက်စီးလို့မရအောင်အာမခံကျက်ရှိရှိနော်ချမ်းသာနေတဲ့လူတယောက်ဖြစ်ဖို့အတွက်နော်ရှိရမယ့်အရေးသွေးခုနှစ်မျိုးကိုဟောပြီးတဲ့နောက်မှာတိုက်တွန်းချက်ကလေး နောက်ဆုံးတတိယကထာပါပြောတော့တတ္တမတတ္တင်္ဆသီလင်္ဆပတာဒံဓမ္မတတ္တနံအနုယုံစီထမေတာဝီတရံဗုဒ္ဓနာသာသနံအဲ့ဒါကြောင့်မို့လို့တဲ့မြတ်စွာဘုရားရဲ့အစအမတွေကိုအမှတ်ရကြတဲ့ဉာဏ်ရှိကြတဲ့ပုဂ္ဂိုလ်တွေဟာတတ္တင်္ဆယုံကြည်မှုကို၎င်းသီလင်္ဆကိုချင်းသီလကို၎င်းပတာဒံမြတ်စွာဘုရားရဲ့ပုံမှာကြည်ညိုမှုကို၎င်းဓမ္မတတ္တနံသူတော်ကောင်းတရားကိုသိမြင်နားလည်ခြင်းလို့ဆိုတဲ့ပညာတရားကို၎င်းအနုယုံစီထကိုယ်တန်တံမှာပိုင်အောင် ရှိအောင်အမြဲတမ်းကြိုးပမ်းအထုတ်တင်နေတဲ့ဒီဥစ္စာပစ္စည်းတွေကိုရှာဖွေတင်နေပေါ့နော်ဒီဥစ္စာပစ္စည်းတွေကိုရှာဖွေလို့ပိုင်းဆိုင်ပြီးဆိုရင်သူဟာတကယ်ချမ်းသာတဲ့လူတစ်ယောက်ဖြစ်တယ်ဘလောက်ထိသူရဲ့ချမ်းသာမှုဟာအမကန်ကျဲရှိလဲမင်းနတ်တွေကတောင်အနှောင့်ယှက်မေးနိုင်မှုသူရဲ့အောင်မြင်မှုဟာအလွန်ကြီးကျယ်တယ်ပေါ့နော်ပြန်လဲကြရှုံရင်းမရှိတဲ့အောင်မြင်မှုဘုမနောလောကီလိုအောင်မြင်မှုဆိုတာအချိန်မွေးပြန်ပြီးတော့ကြရှုံနိုင်တယ်ပေါ့ဟုတ်လားဒါကြောင့်မြတ်စွာဘုရားက အလွန်တရာဥစ္စာပစ္စည်းတွေပေါ်များလို့နော်အံ့ဩစရာကောင်းလောက်အောင်ကြီးကျယ်တဲ့ပိုင်ဆိုင်မှုရှိတယ်။နော်တတိတယောက်အကြောင်းကိုလာလျှောက်လို့မြတ်စွာဘုရားကစကားနောက်ကိုတရားပအောင်ဒါပြောပြတာပေါ့။အဲ့ဒီဥစ္စာပစ္စည်းတွေဆိုတာဘဝမှာဒီလောက်ကြီးအရေးမပါဘူးဆိုတဲ့အတိတ်ပဲ။နော်တကယ်ချမ်းသာတဲ့လူတယောက်ဖြစ်ဖို့ဆိုရင်အခုပြောခဲ့တဲ့ဥစ္စာပစ္စည်း9မျိုးကိုသာပိုင်ဆိုင်အောင်စူးစမ်းရမယ်။ဒါကိုပြောခြင်းတာဟုတ်လား။